ဒီနေ့မေလာဆလရဟာရခိုင်ပြည်မှာအကြီးမားဆုံးနဲ့အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တဲ့မော်ခါဆန်ကလုံးမုန်တိုင်းတိုက်ခိုက်တာနဲ့နိုင်ပြည်တဲ့နေ့ဖြစ်ပါတယ်။စစ်တွေမျိုးကိုဗဟိုပြုတိုက်ခိုက်ခဲ့တဲ့မော်ခါမုန်တိုင်းဟာရခိုင်မြောက်ပိုင်းတခွင်ကပေါတော်ပွန်နာကျွန်းရေသေးတောင်ကြောက်တော်မြအူးမင်းပြမြေပုံမောင်တော်စရိတ်မျိုးတွေကိုဖျက်ဆီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပျက်စီးဆုံးရှုံးတာတွေလည်းများပြားခဲ့ပါတယ်။ မောခမုံတိုင်းဟာအမြင့်ဆုံးလေတိုင်းနှုန်းတနအီမှာမိုင်၃၀ကနေ၁၄၀ထိရှိခဲ့ပြီးတော့ရခိုင်ကံရိုးတဲမှာအင်အားအပြင်းဆုံးထိခိုက်ပျက်စီးမှုအများဆုံးစရင်မှာဝင်ခဲ့ပါတယ်စစ်ကောင်စီထုတ်ပြန်တဲ့စရင်တွေအရမောခါကျောင်းရခိုင်ပြည်မှာလူနေအိမ်38000ကျော်၊ရုံလုံးပေါင်း300ကျော်၊စာသင်ကျောင်းပေါင်း1000ကျော်၊စည်ရုံစည်ခန်း900ကျော်၊ဘာသာရေးအဆောက်အအုံ1900ကျော်နဲ့တခြားပစ္စည်းမှုန်ပေါင်း1000ကျော်ရှိခဲ့ပြီးတော့လူဦးရေ145ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါပြင်မုံတိုင်းတန်တင်းတဲ့မျိုးနွယ်တွေကမျိုးစဘတင်ပေါ်ခဏတောင်းကျော်ပြက်စီဆုံရှုံခဲ့ရပြီးတော့ကျွေးနာတည်ဆုံမှုကောင်းရင်စုစုပေါင်းတထောင်တထောင်ကျော်ရှိခဲ့တာပါပြေတွင်းမှာရှိတဲ့တစ်တောတစ်ပင်တွေပြုံတီခရပြီးတော့ကာလာတော်ကာလာရှေတီးပင်စပင်တွေမှာလည်းပျက်စီးခရသလိုဒီကနေ့ထိပြန်လည်အစားထိုးစိတ်ပျို့ဖို့ခက်ခဲနေတော့ဖြစ်ပါတယ်။မောခအလွန်နဲ့ကြိုဒီကနေ့ထိပျက်စီးသွားတဲ့လေယာတချို့မှာစိတ်ပျို့ရေးလုပ်ဖို့အခက်အခဲတချို့ရှိနေကြပြီးတော့တိနံအထွန်းတို့ကြာဆင်းကြတွေကိုကြုံတွေ့နေရတယ်လို့လေသမားတွေကပြောကြပါတယ်။